မင်္ဂလာပါရှင်မြန်မာပရပါတီဒီလိုင်းချမ်းမြေအကျိုးဆောင်များအခမ်းကဏ္ဍမှာကျူးလွလိုက်ပါရရှင်ဒီကနေ့မှာတော့မြမတို့မြန်မာပရပါတီဒီလာကအိမ်ချမ်းမြေလောကထဲမှာမဖြစ်မနေရင်ဆိုင်နေရတဲ့အိမ်ချမ်းမြေလိမ်လည်မှုအကြောင်းနဲ့ပတ်သက်ပြီးတော့ဒီဘက်ကရွှေအိမ်တော်အိမ်ချမ်းမြေအကျိုးဆောင်ကိုကောင်းစွမ်းတာနဲ့တွေ့ဆုံမေးမြန်းထားတာပဲဖြစ်ပါရရှင် ဟုတ်ကဲ့မင်္ဂလာပါကိုကြီးမင်္ဂလာပါခင်ဗျာဟုတ်ပထမအဆုံးအနေနဲ့အခုရဲ့နာမည်လေးနဲ့အခုအခုလက်ရှိလုပ်ကိုင်နေတဲ့အလုပ်အကြောင်းလေးကိုမိတ်ဆက်ပေးပါအောင်ရှင်မင်္ဂလာပါကျောင်းနာမည်ကိုကောင်းဆန်းသားလို့ခေါ်ပါတယ်ရွှေရင်တော်တန်လင်းအင်ချမ်းမြေဆိုပြီးတော့တန်လင်းမြို့မှာပိုင်ဆိုင်မှုခိုင်မာအင်ချမ်းမြေကိုဝန်ဆောင်မှုပေးနေပါတယ်ခင်ဗျာနောက်ပြီးတော့ကျွန်တော်ရဲ့ Facebook page နဲ့ကျွန်တော်ရဲ့ TikTok account မှာအင်ချမ်းမြေဈေးကွက်အကြောင်းတရားတွေနဲ့အင်ချမ်းမြေဈေးကွက်မှာတတိထားရမယ့်အကြောင်းတွေကိုဝေမျှပေးနေပါတယ် ဟုတ်ကဲ့ပါဟုတ်အခုအနေနဲ့ပေါ့နော်အင်ချမ်းမြေလောကတွေကိုဘယ်ကုနည်းလောက်ကစပြီးတော့ဝင်ရောက်ဖြစ်လာခဲ့တာလဲရှင်ဟုတ်ကျွန်တော်အင်ချမ်းမြေလောကတွေကိုစပြီးဝင်ရောက်လာတာက2020ခုနှစ်ဆရာကြီးကြီးစိုးအိုင်စီဖွင့်တဲ့အင်ချမ်းမြေတင်သန်းမှာဆရာမဒေါ်လက်လက်မြင့်စီမှာတင်ခဲ့တာဖြစ်ပါတယ်ဆရာမဒေါ်လက်လက်မြင့်စီမှာအင်ချမ်းမြေတင်သန်းတင်ပြီးရဲ့နောက်မှာတော့ကျွန်တော်အင်ချမ်းမြေလောကတွေကိုစပြီးဝင်လာခဲ့ရဖြစ်ပါခင်ဗျာဟုတ်ကဲ့ပါဟုတ်အကူကပေါ့နော်ဒီအင်ချမ်းမြေလောကတွေကို2020ရာစပြီးတော့ဝင်ရောက်လာတယ်ဆိုတော့ဟိုဘယ်လိုကနေဘယ်လိုစိတ်ဝင်စားပြီးတော့မှဒီအင်ချမ်းမြေလောကတွေကိုဝင်ရောက်လာခဲ့ရလဲရှင်ဟုတ်ဒီအင်ချမ်းမြေ ောကတဲ့ကိုစပြီးတော့ဝင်ရောက်လာတာကကျွန်တော်အနီးနားပတ်ဝန်းကျင်မှာအင်ချန်မီလုပ်ငန်းပေါ်လာအင်ချန်မီတွေကိုဝယ်ယူခြင်းနဲ့ဒါပေမဲ့ဟိုစိတ်ချရတဲ့လူမရှိဘူးနောက်တစ်ခုကကျတော့မြေမျိုးစားတန်းတွေကိုနားမလည်ဘူးအဲ့တော့ဒီအရာတွေကိုကျွန်တော်ကိုယ်တိုင်ထဲထဲဝင်သိပြီးတော့ကျွန်တော်ရှင်းပြခြင်းနဲ့အတွက်ကြောင့်မို့အင်ချန်မီလုပ်ငန်းတွေဝင်လာတာဖြစ်တယ်နောက်ကျွန်တော်အင်ချန်မီလုပ်ငန်းတွေဝင်ရောက်လာတဲ့အချိန်မှာအဲကျွန်တော်မှာအတီချမ်းမိတ်ဆွေတွေရောနောက်ပြီးတော့ကျွန်တော်ရဲ့ဆွေမျိုးတွေတိုင်းမှာလည်းမရှိတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်အင်ချန်မီလုပ်ငန်းစလုပ်လို့မရသေးဘူးပေါ့အဲစလုပ်လို့မရသေးတဲ့အချိန်မှာကျွန်တော် Facebook Facebook page လေးဖွင့်တယ်ဖွင့်ပြီးအဲ့ဒီထဲမှာအင်ချမ်မီရဲ့မြေမျိုးစားတွေစားရစားတန်းတွေနောက်ပြီးတော့ဆင်ရန်ပိစာချုပ်ရဲ့အရေးပါပုံတွေ SPGP တွေစားရအကြောင်းတွေဝေမျှပေးနေတဲ့တဖြည်းဖြည်းလူသိများလာတဲ့အဲ့ဒီအချိန်ကျမှကျွန်တော်အင်ချမ်မီအကြောင်းဝန်ဆောင်မှုလုပ်ငန်းတွေလုပ်တာဖြစ်ပါတယ်ခင်ဗျာ ဟုတ်ကဲ့ပါဟုတ်သိုးညီမတို့ပထမအဦးဆုံးမိကိုအနေနဲ့ပေါ့နော်ဒီအကိုကအခုတန်လင်းရင်မှာအဓိကထားပြီးတော့အင်ချမ်းမြေအကျိုးဆောင်လုပ်နေတာဆိုတော့ဒီတန်လင်းအမှတ်သုံးတရားကြီးမပြီးခင်ကအင်ချမ်းမြေပေါ့နော်ဒီတန်လင်းရဲ့အင်ချမ်းမြေဈေးကွက်နဲ့အခုလက်ရှိပြီးသွားတဲ့အင်ချမ်းမြေဈေးကွက်နဲ့အပြောင်းအလဲလေးကိုအခုအနေနဲ့ပြောပြပေးပါအောင်ရှင်ဟုတ် တန်လင်းအမှတ်သုံးတရားမပြီးခင်အချိန်နှစ်ကာလရေတုန်းကတော့တန်လင်းအင်ချမ်းမီကိုဝယ်ကြတဲ့ဝယ်သူအများစုကကျွန်တော်လမ်းမာတန်းတွေဝယ်ကြတယ်နောက်ပြီးတော့ကျတော့ဧကကျေအကွက်လိုက်တွေဝယ်ကြပါတယ်အဓိကအချက်ကတော့ယင်းနှိမ့်မြုံနံဖို့အတွက်ဝယ်ယူကြတာဖြစ်ပါတယ်အဲဒီအမှတ်သုံးတရားပြီးွားတဲ့နောက်ပိုင်းမှာကျတော့တန်လင်းအင်ချမ်းမီကိုဝယ်ယူကြသူအများစုကတော့နေထိုင်ကြတဲ့လူတွေအဲတကယ်နေခြင်းတို့ဝယ်ကြတာဖြစ်ပါတယ်ခင်ဗျာဈေးကွက်အနေထားရဆိုရင်တော့ယော့ွားတာမရှိဘဲနဲ့တဖြည်းဖြည်းတဖြည်းဖြည်းချင်းအဲကျွန်တော်စိတ်ဝင်စားတဲ့လူကပို့ပို့ပြီးတော့များလာပါတယ်ခင်ဗျာ ဟုတ်ကဲ့ပါဒါဆိုတန်လင်းတရားကြီးမပြီးခင်ကနေပြီးပြီးတော့ဆိုရင်အခုပြီးသွားပြီးတော့ဒီတန်လင်းရဲ့အိမ်ချမ်းမြေဇီးခွက်ကပို့ပြီးတော့ကောင်းလာတယ်ပေါ့နော်ပို့ပြီးတော့လည်းတန်လင်းအိမ်ချမ်းမြေဇီးခွက်ကြီးပို့ပြီးတော့လည်းဖြစ်ထွန်းလာတယ်ဖွံ့ဖြိုးလာတယ်ပေါ့နော်အော်ပြီးတော့ဗောနော်အကိုကအခုညီမတို့ဒီအိမ်ချမ်းမြေလောကမှာဆိုလို့ရှိရင်အရင်ကထက်တဖြည်းဖြည်းပိုပြီးတော့လေအိမ်ချမ်းမြေလောကကျေပြန့်လာတယ်လူကြီးလူငယ်မရွေးလဲတဖြည်းဖြည်းပိုပြီးတော့စိတ်ဝင်စားလာတယ်လို့လည်းတွေ့ရတယ်ဗောနော်ညီမတို့ပတ်ဝန်းကျင်မှာရောတည်င်းနေထဲမှာရော အဲ့တော့အင်ချမ်းမြေလောကကြီးကပို့ပြီးတော့ကျေပြန့်လာတာနဲ့အတူအခုအင်ချမ်းမြေအကျိုးဆောင်တွေနဲ့ပတ်သက်ပြီးတော့သင်တန်းတွေလည်းအများကြီးလဲဖွင့်နေ။ဟိုညီမတိရတဲ့လောက်ဆိုရင်ငွေကြီးခဝါချမှုသင်တန်းတို့ပေါ့နော်။ဒီအင်ချမ်းမြေအကျိုးဆောင်တွေအကျိုးဆောင်ကောင်းဖြစ်ဖို့ရာအတွက်သင်တန်းတွေအများကြီးလဲဖွင့်ကြတယ်တက်လဲတက်ကြတယ်။သို့တော်လေဒီအင်ချမ်းမြေလောကထဲမှာဟို လုံးဝမဖြစ်တဲ့အရာကြီးပေါ့နော်အင်ချမ်းမြေလိမ်လည်မှုဆိုတာကြီးလည်းတွေ့နေရတယ်ပေါ့နော်အဲ့တော့အခုအနေနဲ့ဒီအင်ချမ်းမြေလိမ်လည်မှုလို့ပြောလိုက်တာ ਨੇ အင်ချမ်းမြေဆိုလို့ရှိရင်အများကြီးပါတယ်လေဟိုတိုက်ဒီပါမယ်ဟိုတိုက်ခန်းပါမယ်လုံးချင်းပါမယ်မြေတွေလည်းပါမယ်အဲ့တော့အင်ချမ်းမြေလိမ်လည်မှုမှာဘယ်အရာတွေကလိမ်လည်မှုတွေဖြစ်နေပြီးတော့ဘယ်လိုဖြစ်နေလဲဆိုတာလေးတွေရောပြောပြပေးပါအောင်ရှင့် ကျွန်တော်အင်ချမ်းမြေလုပ်ငန်းကိုကျွန်တော်ဦးစားပေးပြီးပြောရမယ်ဆိုရင်ကျွန်တော်အဓိကလုပ်တာကလုံချင်းနဲ့မြေကွက်တွေဖြစ်ပါတယ်။ဒုတိယဦးစားပေးရကြတော့တိုက်ခန်းနဲ့ကွန်ဒိုဖြစ်ပါတယ်ခင်ဗျာ။အဲ့တော့ဒီလုံချင်းနဲ့မြေကွက်မှာဆိုရင်အင်ချမ်းမြေလိမ်လည်မှုအများဆုံးကတော့အင်ချမ်းမြေလောကထဲမှာမြေကွက်တွေရအဓိကလိမ်လည်တာဖြစ်ပါတယ်။အဲလိမ်လည်ရတဲ့အကြောင်းရင်းကကျွန်တော်မြို့မြေတိုးချဲ့ဆိုပြီးတော့လိမ်လည်တဲ့ကိစ္စကတော့အများဆုံးဖြစ်ပါခင်ဗျာ။အဲဒီမြို့မြေတိုးချဲ့ကိစ္စကိုကျွန်တော်ရှင်းရှင်းလင်းလင်းပြန်တောင် ပြောရမယ်ဆိုရင်ရန်ကုန်မြို့ရဲ့အနီးနားတစ်ဝိုက်မြို့နဲ့ထိစပ်တဲ့နေရာကလယ်မြေကိုဝယ်တယ်။လယ်မြေတွေဝယ် ွယ်ပြီးတဲ့အခါမှာကျွန်တော်တို့ဒီမြို့မီတိုးချဲရှောက်တယ်ပေါ့ရှောက်တဲ့အချိန်မှာဒီပုံစံ105 106ကိုထုတ်ထားတယ်အဲထုတ်ထားပြီးပုံစံ105 106ထုတ်ထားပြီးရလာတဲ့အချိန်မှာနောက်ပိုင်းမှာတော့အဲကျွန်တော်ဒီမြို့မီတိုးချဲမကြခင်ဆက်ချမှာအဲလေခွက်တွေကိုအကွက်ရိုက်တယ်နောက်ပြီးတော့ကျွန်တော်တို့ဒီ လမ်းတွေဖောက်တယ်ဖောက်ပြီးတော့ကြောက်ရောင်းချတဲ့ကိစ္စတွေပေါ့အဲဒီကိစ္စတွေကကျွန်တော်တို့ဒီအင်ချမ်မြေဈေးကွက်ထဲမှာမတိရဲ့လူတော်တော်များများတော့မြို့မြေတူးချဲမြို့မြေကြတော့မှဆိုပြီးတော့ဝယ်ယူကြတာဖြစ်ပါတယ်တကယ်တော့အဲ့အရာကြီးကမြို့မြေချဖို့လုံးဝမလွယ်ကူပါဘူးနောက်ပြီးတော့မြို့မြေကြနိုင်ခြေလေလုံးဝမရှိပါဘူးခင်ဗျာ ဟုတ်ကဲ့ပါဘူးဒါဆိုညီမတို့အနေနဲ့ပေါ့နော်ဒါတွေကညီမကဝယ်သူအနေနဲ့ဆိုရင်ဒါတွေကိုမသိဘူးပေါ့နော်ကိုကဒီမြေခွက်ဝယ်ခြင်းနဲ့ဆိုဝယ်ခြင်းတာလောက်ပဲသိမယ်ကိုလိုခြင်းနဲ့ location ရဲ့ပြီးတော့ကိုလိုခြင်းနဲ့အခြေပမာဏကိုသိပြီဆိုရင်ကိုကဒါပေးပြီးတော့ဝယ်လိုက်မှာပဲလीအဲ့တော့အဲ့လိုခုလိုမျိုးလိမ်လည်မှုတွေမဖြစ်ရအောင်ညီမတို့အနေနဲ့ဘာတွေကိုသိထားရမလဲဘယ်လိုမျိုးရှောင်ကြဉ်ရမလဲဆိုတာလေးကိုပြပြပေးပါအောင်ရှင့် အဲကျွန်တော်လက်ထဲမှာရှိနေရပုံစံ150ဆရွက်ဖြစ်ပါတယ်။အဲဒီပုံစံ150ဆရွက်လေးနဲ့တို့ရေအဓိကမြို့မြေတူချက်ဆိုပြီးတော့အဲလိန်လေပြီးရောင်းချတာအများစုပါခင်ဗျာ။အဲဆိုတော့ကျွန်တော်ဒီဟာလေးကိုမြင်တောင်ပြပြရမယ်ဆိုရင်ညီမကြီးပေါ့အဲ ဒီဈေးနှုန်းနဲ့တက်တာတယ်ပေါ့မြို့မြေတိုးချဲ့လို့လည်းပြောနေဆိုရင်နေရာကိုသွားပါတယ်အဲသွားပြီးတော့ကျတော့အကိုကိုသွားမိတာပေါ့အဲဒီအရေးပေါ့ဒါမြို့မြေတိုးချဲ့ဆိုတော့ဘာစာရဲစာတမ်းများရှိပါလဲဆိုတော့ဒီပုံစံ105 106လေးပြီးပါတယ်နောက်ပြီးတော့ဆက်ဆက်စာချုပ်ပြီးပါတယ်အဲဒီအရေးနေရာမှာလိမ္မုန်လင်းကြီးကနှစ်မျိုးရှိပါတယ်အဲနမတိအချက်ကကျတော့ဒီမြေကလေမြေလို့ပြောပါတယ်ဒါမဲ့တို့ကမြို့မြေတိုးချဲ့ရှောက်ထားပါတယ်တကယ်လို့မြို့မြေတိုးချဲ့ လျှောက်ထားလို့ကျသွားမယ်ဆိုရင်ဥပမာဒီလေမီကိုတို့လက်ရှိရောင်းနေတာ3400ဆိုရင်မြို့မီတူချက်လျှောက်ထားတာကျသွားမယ်ဆိုရင်3800ပေါ့အဲဒီလိုမျိုးအနေထားမျိုးမှရှိရဆိုပြီးတော့ရှင်းရှင်းလင်းလင်းပြောပြီးရောင်းတာအဲဒါပေမဲ့အဲလူတွေကလည်းယင်းနှိမ့်မြုံနံဖို့အတွက်စိတ်ဝင်စားရဆိုပြီးတော့ဝယ်လိုက်ကြမိရတကယ်တော့မြို့မီတူချက်လုံးဝမကျနိုင်ပါဘူး။ဘာကြောင့်လဲဆိုတော့ကျတော့ကျွန်တော်တရားဥပဒေမှာလေမီတွေကိုအကွက်ရရောင်းတာဟာတရားဥပဒေနဲ့မညီပါဘူး။အခြားနေ30အကွက်ကိုလူနေအိမ်ယာနဲ့ကျပြီးနောက်ပိုင်းမှအဲကျွန်တော်အကွက်ရရောင်းတယ်လမ်းနေဖ ဟုတ်တယ်အဲတက်တိုင်နေထောင်နေကျွန်တော်တို့ဒီမြို့အေရီယာနဲ့မြို့ပြ ဒီဇိုင်းလုပ်ပြီးတော့မှရောင်းနေဆိုရင်တော့ဒါကတရားဥပဒေနဲ့ညီပါတယ်အဲအဲ့လိုမျိုးမဟုတ်သေးပဲရှောက်ထားဆက်ကာလမှာရောင်းတာဆိုရင်တော့ကျွန်တော်တို့ဒီဟာတရားဥပဒေနဲ့မညီတဲ့အတွက်ကြောင့်မို့အချိန်မေးဖြတ်သိမ်းကံရနိုင်ပါတယ်ဖြတ်သိမ်းနေဆိုရင်လည်းကျွန်တော်ကြော်ကြည့်လုံးဝမရပါခင်ဗျအဲဒုတိယလိန်လည်နီးအကြောင်းကိုပြောပြရမယ်ဆိုရင်ဒီသူကပုံစံ105ဆရွက်လေးကိုဝယ်သူထုတ်ပြပါတယ်အဲဒီပုံစံ105ဆရွက်လေးနဲ့သူကမြို့မြေတူချက်ရှောက်ထားတယ်ပေါ့နော်အဲဒီကောင်မြို့မြေတူချက်လုံးဝကြတော့မှာပါဆိုပြီးတော့ခတိကဝတ်ပြူပြီးတော့ရောင်းတာဖြစ်ပါတယ်သူကဘယ်လိုပြောရောင်းလဲဆိုဥပမာ အဲ46စင်မီကွက်တစ်ခွက်ပေါ့3400ရှိရယ် မျိုးမီတိုးချက်ရှောက်ထားတာအမှတ်စင်ရတယ်ဘလောက်ရောက်နေပြီဖြစ်တယ်အဲ့တော့ကြောက်လုံးဝကျသွားပြီဆိုရင်သူတို့ကဒီနေရာ3800ဖြစ်သွားမှာဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့်မို့လို့ကျသွားပြီဆိုရင်သူကခရင်စာအုပ်ကိုပါသူကဆက်ပြီးထုတ်ပေးမယ်အဲ့တော့သူတို့3200ထပ်ပေးရမယ်ပေါ့နော်အဲ့လိုအတိအကျနဲ့လင်ရောက်တာပါခင်ဗျာအဲဆိုတော့ဝယ်သူရလည်းမြေမျိုးစားတန်းကိုတေချာမတိမကြည့်မိပဲနဲ့ဝယ်ယူလိုက်တဲ့အပေါ်မှာကျွန်တော်ပြန်ရောင်းတဲ့အခါမှာတော့ပြန်ရောင်းလို့မရတာလေလူနေအိမ်ဆောက်လို့မရတဲ့ကိစ္စမျိုးတွေကိုကြုံတွေ့နေရပါတယ် အဲဒါဆိုပေါ့နော်ဟိုညီမတို့အနေနဲ့တော့ဝယ်တဲ့သူတွေအနေနဲ့အခုလိုမျိုးလိမ်လည်မှုမျိုးခံရပြီဆိုရင်ညီမတို့အနေနဲ့ဘယ်လိုမျိုးလေးလုပ်လို့ရနိုင်လဲညီမတို့ဒီပိုင်ဆိုင်မှုလေးပြန်ရဖို့ပဲဖြစ်ဖြစ်ဒီညီမတို့ရဲ့ဒီအမှုပေါ်မှာဘယ်လိုမျိုးလေးဆက်ပြီးတော့မှဖြည့်ရှင်းလို့ရနိုင်လဲဆိုတာလေးရောနည်းနည်းတော့ပြောပြပေးပါအောင်ရှင့် ဒီလိုမျိုးလင်းလေခံရပြီဆိုရင်ကျွန်တော်တက်ဆိုင်ရာတရားရုံးမှာဖြစ်ဖြစ်တက်ဆိုင်ရာရေစခန်းမှာပဲဖြစ်ဖြစ်အမှုဖွင့်ပြီးတော့တင်ကြတာတော့အကောင်းဆုံးပဲဖြစ်ပါတယ်။အဲတကယ်လို့ကျွန်တော်အကြံပေးလိုတာကတော့အင်ချမ်းမြေတွေကိုမိုးဝဲယူခင်းဆိုင်ရာမချခင်မှာတက်ဆိုင်ရာမြေစင်းရုံးဌာနမှာကျွန်တော်တို့တွားရောက်စစ်ဆေးပါပြီးရင်အင်ချမ်းမြေရှိနေတဲ့တိုင်ပင်ပြီးမှလည်းဝယ်ဖို့ကျွန်တော်ကတော့အဓိကတိုက်တွန်းလိုပါဗျာ။အခုအနေနဲ့ပေါ့နော်။မြမတို့မြမ property dealer ရဲ့ပြည်သက်ကြီးနဲ့အခုရွှေအင်းတို့အင်ချမ်းမြေရဲ့ပြည်သက်ကြီးကို ဒီအင်ချမ်းမြေလောကနဲ့ပတ်သက်ပြီးတော့မာမေတ္တာလက်ဆောင်အနေနဲ့ဘာလို့များပြောကြခြင်းနေလဲရှင်ဟုတ်အင်ချမ်းမြေလောကနဲ့ပတ်သက်ပြီးတော့မေတ္တာလက်ဆောင်အနေနဲ့ပြောပြရမယ်ဆိုရင်တော့ကျွန်တော်အင်ချမ်းမြေတွေဝယ်ယူတဲ့အခါတိုင်းမှာဆင်ရံပေးစာချုပ်မချုပ်ခင်သက်ဆိုင်ရာမြေစဉ်ရုံးဌာနကိုသွားပြီးတော့အင်ချမ်းမြေရှိနေတဲ့အတူတိုင်ပင်ပြီးတော့မှဝယ်ယူဖို့မေတ္တာရက်ခံအလိုပါတယ်။နောက်ပြီးတော့ကျွန်တော်မြန်မာနိုင်ငံမှာလူနေထိုင်လို့ရတဲ့မြေတွေနဲ့နောက်ပြီးတော့ကျွန်တော်သီးပင်စားပင်ပဲစိုက်ပျိုးလို့ရတဲ့မြေဆိုပြီးတော့အများအပြားရှိရတဲ့အတွက်ကြောင့်မို့လို့မြေတိမြေကိုမဆိုဝယ်ယူတဲ့အခါမှာအင်ချမ်းမြေရှိနေများနေတာတိုင်ပင်ပြီးမှဝ ဝယ်ယူဖို့မေတ္တာရက်ခံအလိုပါခင်ဗျဟုတ်ကဲ့ပါခုအခုလိုမေတ္တာလက်ဆောင်ပြကြပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ဟုတ်ကဲ့ပါညီမတို့ညီမ property dealer ကနေပြီးတော့အင်ချမ်းမြေလိမ်လည်မှုနဲ့ပတ်သက်ပြီးတော့ဒီဘက်ကရွှေအိမ်တော့အင်ချမ်းမြေအကျိုးတော်ဆောင်ကိုကောင်းစွမ်းသားနဲ့တွေ့ဆုံမေးမြန်းခဲ့တာပဲဖြစ်ပါတယ်ရှင်။နောက်ထပ်ဒီလေအင်ချမ်းမြေနဲ့ပတ်သက်တဲ့စိတ်ဝင်စားဖို့အကြောင်းအရာတွေကိုညီမတို့ channel တွေကနေပြီးတိဆက်ပေးဦးမှာဖြစ်လို့စောင့်မျှော်ကြည့်ရှုပေးကြဖို့မမေ့နဲ့နော်။လူကြီးမင်းတို့ရဲ့အင်ချမ်းမြေတွေကို MPT application မှာအခုပဲအခမဲ့ဖြစ်တင်ကြလိုက်ပါ။